နိုင်ငံတော်အပြုတ်ကွဲလာမဲ့အခြေအနေတွေကြုံတွေ့လာပါကနိုင်ငံတည်ငြိမ်ဖို့ဆောင်ရွက်ရမှာစစ်တပ်ကမရှိမဖြစ်လိုအပ်တာကြောင့်ကကွယ်ရေးအမြင်ရှိတဲ့ကိုယ်စားလှယ်တွေကိုမဲပေးဖို့စစ်ကောင်ဆောင်ကပြောပါတယ်ဒီဇင်ဘာလတရက်ကမန္တလေးတိုင်းပြည်ဦးလင်မြို့နယ်ဗဟိုမိသက်တနန်းကျောင်းနဲ့ရဲအယားရှိလက်ကျေးအကျောင်းစီးပင်ကြီးမှာတနန်းသားတနန်းသူတွေနဲ့တွေ့ဆုံစဉ်စစ်ကောင်ဆောင်ကပြောဆိုခဲ့တာပါ စစ်ကောင်ဆောင်ကနိုင်ငံဝန်ထမ်းတွေကိုအငြိမ်းစားစစ်ဘုတ်ချုပ်တွေဝင်ရောက်ရှင်းပြမဲ့ကြန့်ခိုင်ရေးပါတီကိုသာရွေးချယ်မဲပေးဖို့ဖိအားပေးမဲဆွယ်စည်းရုံးနေတာလို့နန်း CDM ဝန်ထမ်းတယောက်က TPP ကိုပြောပါတယ်နိုင်ငံဝန်ထမ်းတွေအနေနဲ့လည်းအစိုးရအသည့်ပြောင်းသွားပါကမိမိတို့တာဝန်အလိုက်ဆက်လက်ထမ်းဆောင်ရမှာဖြစ်ပြီးအနာရပါတီနဲ့အစိုးရအဖွဲ့မူဝါဒများကွဲပြားသွားပေမဲ့ရုံးဌာနတွေပြောင်းလဲသွားမှာမဟုတ်ဘူးလို့လည်းစစ်ကောင်ဆောင်ကပြောပါတယ်။ ပြီးခရက်ရက်ပိုင်းကရန်ကုန်ပဲခူးအေယာဝတီကရင်မွန်နဲ့တနင်္သာရီတိုင်းတွေကိုစစ်ကောင်ဆောင်တွားရောက်ခဲ့စဉ်ကလာမယ့်ရွေးကောက်ပွဲမှာကကွယ်အမြင်ရှိသူတွေရွေးချယ်မဲပေးဖို့စက်ခါရေးအတွက်မဲဆွယ်စီုံပေးခဲ့ပါတယ်။စေုပ်စုကကျင်းပမဲ့ရွေးကောက်ပွဲမှာစက်ခါရေးပါတီအပါအဝင်ပါတီပေါင်း58ပါတီကကိုယ်စားလှယ်ပေါင်း9000ကျော်ဝင်ပြိုင်မှာဖြစ်ပြီးအဲ့ဒီထဲမှာစက်ခါရေးပါတီကကိုယ်စားလှယ်ပေါင်း1000ကျော်ပါဝင်ပါတယ်ရှင်။